ားလုံးပဲမင်္ဂလာပါဗျာ။ Silent တင်းဌာနမှာအပြန်လဲကြိုဆိုလိုက်ပါခင်ဗျာ။အခုတင်ဆက်ပေးမယ့်ရုပ်သံမီလိုပိုင်းလေးတော့ဘူလက်ဦးလာဆွေမေအုပ်ဆိုကိုမျိုးဝင်းတို့ရဲ့နိုင်ငံရေးသကောဝိုင်းလေးကိုပြန်လဲမျှဝေပေးလိုက်ပါခင်ဗျာ။အားလုံးလည်းဒီပိုင်းလေးကိုဝင်ရောက်ကြည့်ရှုပြီးတော့လေလာ သုံးသက်ဝေဖန်ပေးခဲ့ကြပါဦးခင်ဗျာ။အားလုံးကိုလည်း Silent တင်းဌာနမှာအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။ ီလေးမင်္ဂလာပါဟုတ်ကဲ့မင်္ဂလာပါဟုတ်အကိုကြီးနဲ့ကျွန်တော်เนี่ยနိုင်ငံရေးဘဝဖို့လိုတယ်ဆိုတော့ခေါင်းစဉ်အောက်မှာအကျုံးဝင်တယ်ဘာကြောင့်လဲဆိုတော့ဟိုးလွန်ခဲ့တဲ့16မိနစ်လောက်ကဆိုရင်အကိုကြီးနဲ့ကျွန်တော်เนี่ยကိုရန်သူတွေလို့အတော်များများတတ်မှတ်ထားကြတယ်ဟုတ်ပါတယ်ဟုတ်ကဲ့ဒီတော့ကျွန်တော်ကမှကျေးဇူးရှိတယ်ဟုတ်တယ်ဒါတော့ကျွန်တော်ကမှကျေးဇူးရှိတယ်ဘယ်လိုကျေးဇူးရှိလဲဆိုတော့တင်းနှွေသေးတဲ့မှုနဲ့ပတ်သက်ပြီးတော့ကျွန်တော်တတ်တယ်ရုပ်မကြကြအောင်ကျွန်တော်စူးစမ်းအထုတ်တယ် ဟုတ်ဒါဒါဈေးဆက်တယ်ဈေးဆက်တဲ့ချစ်ကလေးမင်းတို့ကြောင့်ယူနေပြီတကယ်ပြည့်ချစ်ယူတကြောင်လို့ဝိညာဉ်ကြီးရတောက်လောင်ပြီဆိုရှင်ပါလေနားစင်တော့ကွယ်မင်းထောက်ကြရမယ်သူလည်းကြိုးစားဆုံးဘူးအထောက်ပါလေကိုတော့ဒီမြန်နဲ့လိုက်လာတာကလေးရတယ်ဒီမြန်နဲ့လိုက်လာပြီးတော့သူညုံချင်းအဲညုံချင်းကိုတရားပဲနဲ့ဒီဝင်တိုင်းကျွန်တော်ဝင်တိုင်းရဒါတော့ကွာငါတို့ရောသူပြောက်ကိုဒီလိုဒီလိုဖြစ်တယ်ပေါ့ကိုကတော့စိတ်ခံစားချက်တယ်ပေါ့နော်ဖီလီးယားပြည်တယ်သူကသူကပြုံးပြုံးပဲသူကအဲ့မှာဟိုတရားခါ နေရာမှာထိုင်ရောတရားဒီရမျိုးသမီးနော်ဟုတ်ကဲ့အမျိုးသမီးတော့ချိုးရရအဲ့ဟုတ်ကဲ့ဟုတ်ကဲ့တားရည်လည်းကောင်းတယ်အဲ့ကူတော့သူ့ရဲ့ပတ်ဖို့ကူညီမှုနဲ့ကျွန်တော်ခုနှစ်နှစ်လောက်ပဲကြားမှခဲ့တာပတ်သက်ရောကြားပါကြားပါတို့တော့ယုံကြည်ချက်တူမှုတွေကမျက်နှာမူရလည်းတူတယ်ခွင်နော်အဲ့တော့တစ်ချိန်မို့တစ်ချိန်မှာလက်တွဲမိကြခင်ဗျားဆိုလေကျွန်တော်ကြည့်ထူတယ်ခင်ဗျာတောင်သုံးနေမှလာကြဟုတ်ကဲ့ဟုတ်ကဲ့ကျောင်းလေးအဲ့ဒါခင်ဗျားကလည်းအစာလေးတွေ အမြဲတမ်းဆွဆက်ထုတ်တယ်ကျွန်တော်လည်းအဲ့ခမရအစဆွဲထုတ်လို့ရအဲ့ခမရထုတ်လိုက်တဲ့အစားလေးကိုနောက်ပိုင်းတက်ဆက်ပြီးတော့ဆွဲခြင်းမင်းညာခင်ဗျားအောက်ပါခင်ဗျားစာရေးပြီးတင်တာလေကွန်မန့်လေးကိုသဘောကျလို့ reply ပြန်တာပါဟုတ်ဟုတ်ကဲ့မှတ်မိလားမှတ်မိပါမှတ်မိအောင်ပါအဲ့အဲ့အကြောင်းလေးကစာရေးရင်ဖတ်တဲ့လူကနည်းတယ်ဟုတ်ကဲ့အဲ့တော့ဟိုခင်ဗျားနည်းနည်းပေးသက်ကိုဒီ video file နဲ့ပြောပြပေးပါလားမရပါနဲ့ဟုတ်ဘယ်ဘယ်ချက်ကိုသူကဗျာအာရှနိုင်ငံတွေကိုဘာကြောင့်မမိတာလဲအာအာနာရှောင်းရှုံနေတာမဟုတ်ဘူးလားအချက်၄ချက်တူနေတာလေဗျာအဲ့တော့ခင်ဗျားအချက်၄ချက်နဲ့ခင်ဗျား ပြန်ပြီးတော့ဖြေထားတယ်။အဲ့တော့နံပါတ်၁ကကျွန်တော်ပြောရမယ်ဆိုရင်ကျွန်တော်ပြောမှာမဟုတ်ပါဘူး။ဟိုမေးရမယ်ဆိုလို့ရှိရင်အာဆီယံနိုင်ငံတွေထဲမှာနောက်ကျဆုံးနိုင်ငံဖြစ်နေတာခေတ်ဆက်ဆက်အုပ်ချုပ်ခဲ့တဲ့အစိုးရတွေအသုံးမကျလို့လို့တော့ပြောနေတယ်ဗျာ။ဟုတ်ကဲ့ဟုတ်ကဲ့။ဒီအစိုးရတွေအသုံးမကျဘူးဆိုတာကဒါခင်ဗျားငဲငဲများလို့ကျွန်တော်တို့ယူဆတာ။ဟုတ်ကဲ့ဗျာ။ဟိုတိတ်တိုလုံးနေလို့လည်းမပြောလို့ပါဘူး။ဟုတ်။တို့ဆိုတော့ကျွန်တော်တို့ဒီပြုပြင်ပြောင်းလဲကာလ1990ကနေပြီးတော့ ီတိုင်းပြည်ကလေးလုံးငြိမ်းသွားအောင်လို့လည်းလမ်းသက်သွယ်ရေးဒီဟိုငြိမ်းမှုပြပြမှုတွေစောင့်နေတဲ့ကာလကိုကျွန်တော်ကတော့နှစ်နှစ်လောက်တက်လာတယ်ဟုတ်ကဲ့ဗျာစစ်တက်ရှိကပြီး60ထိပါဟုတ်ငြိမ်းသွားပြီဆိုတော့သူရေကောက်ပဲလုပ်ပြီးတယ်နောက်တစ်ခါဈေးွက်စီဝိုင်းစနစ်ဆိုပြီးသူဖွင့်ချတယ်ဟုတ်ကဲ့ဗျာဖွင့်ချလိုက်တဲ့အချိန်မှာလာကြဟုတ်အိုဘာကဂျင်းနီမြုံနယ်မှုတွေပါလေပေါ့နော်အကုန်လုံးကအွန်လိုင်းမြုံလိုက်လာဟုတ်ကဲ့ဗျာဒါတဲ့ချိန်မှာဒီအတိုင်းကြီးကအင်မတန်ကိုအဆင်ပြေသွားတယ်56တိောက်အဆင်ပြေသွားတယ်ဟုတ်ကဲ့ဗျာအဲ့အချိန်တက်ပါဟုတ်အဲ့အချိန်မှာကျွန်တော်နမူနာပြောခဲ့တဲ့ ဘီအန်အန်တို့တော့ပြုတ်ကြောင်းလည်းဘာမှမတော့ဘူးဟုတ်ပါတယ်တရုတ်ပြည်သူတို့ရှင်ဟိုမင်းသားရဲ့တိမှာပါတို့ရဲ့ရင်းမြစ်ပေါ်မှာအကြောင်းသားကြီးဆန္ဒပြတာတင်ကားနဲ့တိုက်ကြတယ်တိုက်ချင်းလို့ကောင်းနေတော့ကောင်းတော့ကောင်းနေတော့နော်အဲ့ဒီအချိန်မှာကိုယ့်စီအရှင်ရဟုတ်အဲ့96မှာဘေးသစ်မြန်မာရေးရဆိုပြီးတော့တို့အကြီးကြီးဟုတ်တယ်ပွဲခံမှုတွေစီစဉ်ရဟုတ်ပါတယ်အဲ့ကာလမှာပဲဘုသူကြီးကနေပြီးတော့အမှန်မျိုးစီဝိုင်းပိတ်ဆို့တာဒါမှဒီမျိုးစီရပါမယ်ဆိုပြီးတော့အကြောင်းပြချက်နဲ့ဟုတ်တုံလာပြီးတောင်းဆိုလေအဲ့အတွက် ျွန်တော်စီကိုဝင်လာတယ်ဒီနေ့မြုံနယ်မှုတွေအကုန်လုံးပြန်ဆုတ်ဟုတ်ကဲ့ဗျာစိုက်ရုံလုံးရုံရက်ပါဟုတ်ကဲ့ဗျာအဲ့ဒီအတွက်အရှိန်ရနေတယ်အလုပ်တွေအကုန်လုံးပရိဖြစ်ဟုတ်ကဲ့ဗျာလုံသမားတွေလုံးတက်မဲ့ဖြစ်ကုန်တယ်ငါအတူတပြေးရတော့ဒီရန်ကုန်မြို့ပေါ်မှာတက်လာပြီးတော့နေရပြီးတော့စက်ချုပ်လုပ်ငန်းတွေပါတော့နော်လူအများကြီးလုပ်တယ်ထိချုပ်လုပ်ငန်းတွေမှာလုပ်နေတယ်မိန်းကလေးတို့သူရှင်တို့ရဲ့မိဖို့နေတယ်မိသားစုတွေအတွက်ရရလုပ်ငန်းလုပ်ရဟုတ်ကဲ့ဗျာရန်ကုန်မှာ KTV မာဆက်ဘာညာဖို့တဲ့အဲ့ခက်ကဒါတွေပဲပေါ်တာကိုအဲ့ဒီလုပ်တွေမှာလုံရင်းနေဘဝပြတ်ဟုတ်ကဲ့ဗျာအဲ့တော့ ဈေးဝါးတွေပဲပြတ်တောက်သွားတဲ့အတွက် AID ရဲ့ဝင်လာရှင်လေဟုတ်ကဲ့ဗျာအဲ့ဒါထမအများကြီးတေးကုန်တာဟုတ်ပါတယ်ဈေးမရှိတော့တဲ့အတွက်ဒီဟာဒီဈေးတွေမရှိတော့တဲ့အတွက်အဲ့တော့ဟိုပြောချင်တာကသူ့ရဲ့ကြောင်းလဲမှုလုပ်တဲ့နေရာမှာသမာပြီးဒီခင်းအောင်ကြဟုတ်ကဲ့ဗျာခင်းရှိပြေးခဲ့တို့တော့တိုင်းပြည်ဖုန်တို့တို့တဲ့မှာကိုမလိုလားတဲ့ဟုတ်ကဲ့ဗျာတော်စုကြည့်လို့လူနိုင်ငံကြီးသမားတွေကြောက်တာလိရင်ဟုတ်ကဲ့ဗျာမိငေါခွာလေးဖြစ်ခဲ့ရတယ်ဒီမှာလို့ဆိုဟုတ်ကဲ့ဗျာဒါဆိုရင်အာဆီယံနိုင်ငံတွေနဲ့ဒန်းတူဖြစ်တဲ့အတန်းနဲ့မဖြစ်တာ ချို့သောနိုင်ငံရေးသမားရုပ်တွေပေါ့ဟုတ်ကဲ့နော်အဲ့လိုလူတွေကြောင့်တို့မှလည်းတာဝန်ရှိတယ်တို့ကြောင့်လည်းမှန်တယ်ခေတ်ဆက်ဆက်အုပ်ချုပ်ခဲ့တဲ့အစိုးရတွေမှလည်းအနည်းငယ်များတော့တာဝန်ရှိတယ်ဆိုရင်ခင်ဗျသဘောတူတယ်သဘောတူတယ်အဲ့မှာဆင်းရဲခြင်းအကြောင်းကိုကျွန်တော်ပြန်ရှင်းတာတော့ဒီကိုပေါ့ကိုလည်းလမ်းထောင်းအောင်ဟုတ်ကဲ့ဗျာကျွန်တော်တို့ပြည်သူတွေဟုတ်ကဲ့ဗျာအတော့အလုပ်လုပ်တယ်ဟုတ်ကဲ့ဒါကဟိုကျွန်တော်ကတော့ကိုလေးပေါ့ဗျာနိုင်ငံသားမှာဟိုအလုပ်သမားလုပ်လာတော့နိုင်ငံတကာမှာအလုပ်လုပ်တယ်ဆိုရင်ဘလူးစကင်းနဲ့လုပ်ရတယ်ကျွန်တော်သိဟုတ်ကဲ့ဗျာအဲ့တော့ဗမာပြည်ပြန်လာတဲ့အချိန်မှာဗမာပြည်မှာအလုပ်လုပ်နေတဲ့စကင်းတွေက လုံးဝကိုမင်းကြာဟုတ်ကဲ့ဗျာပြောချင်တာဗျပင်ရဆရာတယောက်ကအမှားပြီမတနေအောင်လို့လို့ပေး20ပြီးရင်နိုင်တယ်မ40ပြီးရဟုတ်ကဲ့ဗျာစကေးရရအောင်ကွာဟုတ်ပါအထည်ချုပ်စိုက်လို့လူ1000ရှိရဲ့အထည်ချုပ်စိုက်လို့ဘင်္ဂလားဒေ့မှာချုပ်လို့ရှင်တယ်တရက်ကအထည်2000ပြီးရင်ဗမာပြည်မှာ1000နဲ့ပြီးရင်ဟုတ်ကဲ့ဗျာဒီလူဦးရေပဲဟိုပြောချင်တာအလုံးမလုတ်တတ်ဘူးဟုတ်ကဲ့ဗျာကျွန်တော်တို့လူမျိုးတွေဟုတ်ကဲ့အဲ့တော့ကျတော့ကွန်မြူနတီရတယ်လာတော့နည်းနည်းလေးပဲပြီးတော့မပြီးဘူးပြီးမှမပြီးရဘူးဟုတ်ပါတယ်မပြီးတော့ကြဝင်ဝင်နေတယ်ဝင်ဝင်နေတယ်ထင်မှာဘာသက်လဲစလိတ်တော့တယ်ကွန်းစားတယ်ရက်တော့တယ် နှလုံးထုတ်တယ်သုံးလုံးထုတ်အကုန်ထုတ်ပြီအကုန်ထုတ်တယ်မဟုတ်တာမင်္ဂလာအကုန်ထုတ်တယ်ဒါပြည်သူတွေရဲ့အားနည်းချက်ဟုတ်ကဲ့ဗျာအလုံးကိုလုံးနဲ့တူအောင်လုပ်တတ်ဘူးအသုံးဖြုံကြီးတယ်အပြောပါညားတယ်ဟုတ်အဲ့ဒါကြောင့်လေစင်းရည်နေစားဟုတ်ကဲ့ဒါတစ်ချက်ဟုတ်ကဲ့နောက်တစ်ချက်ကကျွန်တော်ဝင်တဲ့လောကကိုစဉ်းစားကြည့်လိုက်ဓမ္မပြေဝင်တဲ့ရပ်ပေါင်း100ကျော်လောက်နားဟုတ်ကဲ့ရုံးပေးရတယ်နော်တစ်နှစ်တစ်နှစ်ကိုရုံးပေးရ100ကျော်ဟုတ်ပါရဲ့အဲ365ရက်ဆိုကြတော့အချိုးချကြည့်လိုက်ရင်ကျွန်တော်တို့စီက2ရက်လောက်ပြည့်ရနားဘယ်နိုင်ငံမှမရှိဟုတ်ကဲ့ဗျာ ဒီကြားထဲအလုပ်လုပ်ချိန်တွက်ချင်မနေ့9နိုင်ခွဲရုံးတက်တယ်ဟုတ်နေ့4နိုင်ခွဲရုံးစင်းဟုတ်အလုပ်လုပ်ချိန်ကစားကြည့်နားကြည့်နှုတ်လိုက်လို့ရှင်ဘာမှမကျန်တော့ဟုတ်ကဲ့ကဲအဲ့ဒီအတွက်မှာဒီမှာဒီလူအငြင်းတန်းစီကားနေရဲ့နေရာကြီးကြည့်လိုက်မလာဝကလူပါဘူးကုန်းလမ်းတစ်ခုကိုဆောင်ယူတာနာလူပါဘူးအငြင်းတန်းလူတွေညက်တယ်ဟုတ်ပါတယ်အလုပ်မလုပ်ကြဘူးကိုအဲ့တော့အနှစ်ချုပ်ရမယ်ဆိုရင်ကျွန်တော်တို့တိုင်းပြည်အာရှနိုင်ငံတွေနဲ့ရေမောင်းတန်းနိုင်ဖို့ဆိုတာကောင်းမွန်တန်ရှင်းတဲ့အစိုးရတရားနဲ့လိုအပ်တယ်လိုအပ်တယ် ဖြောက်မှန်မှန်ကန်တဲ့နိုင်ငံရေးသမားတွေလည်းလိုအပ်တယ်ပြည်သူတွေကလည်းနိုင်ငံကြီးသားစိတ်ရှိဖို့လိုအပ်တယ်ဒါတို့တော့ခမင်းနဲ့ထောက်တယ်မှန်တယ်ဟုတ်ကဲ့ပါအလုံးကိုကျေးဇူးတင်ပါတယ်သူကတော့ကိုရွှေမျိုးဝင်ပါဗျာကျွန်တော်ကတော့မေယိုဆိုဖြစ်ပါတယ်ခင်ဗျာ